ကျမရဲ့ပြည်သက်ကြီးကိုမြင်ရတဲ့ဗီဒီယိုကတော့ပသိမ်မှာစပိန်စီနီရဲ့ထောင်ဆန်းသူကြီးရဲ့ဗီဒီယိုပဲဖြစ်ပါတယ်။1969ခုနှစ်ဒီဇင်ဘာလမှာ ဒေါ်ဆန်းစုကြည်အရာဝတီတိုင်းပတိန်ကိုရောက်ခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ပတိန်ကိုရောက်တဲ့အခါမှာတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်မြင့်အောင်ဟာဒေါ်ဆန်းစုကြည်နဲ့ပြည်သူတွေအချင်းချင်းမတွေ့ဖို့အတွက်တားဆီးဖို့အမိန့်အမျိုးမျိုးထုတ်ပြန်ခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ကိုပတိန်မျိုးမှာကာကာရန်ချင်းမပြူဖို့နဲ့နီလန်မျိုးမျိုးနဲ့တုံးပြီးတော့တားမြစ်ခဲ့တယ်။ဆော်ရင်ပိုင်ရှင်တွေကိုချိန်ချောက်တဲ့လူငါးဦးထပ်ပို့ပြီးတော့စူဝေးခွင့်မပြူဖို့အတွက်အမိန့်ထုတ်ထားပါတယ်။အဲဒါကြောင့်မလို့ဒေါ်ဆန်းစုကြည်ကိုပတိန်မျိုးကိုလုံးဝ ဝင်ရောက်ခြင်းမပြုဘူးဝင်မရအောင်လို့ဤအမျိုးမျိုးနဲ့တားမြစ်ခဲ့ပါတယ်။ဆိုတိုင်းမှုဘုံကျုံမြင့်အောင်ကပသိမ်မျိုးကန်နေတွေးဆောင်ဝင်ရမှာမဟုတ်ဘူးလို့အပုံတည်ပေါ့နော်တွက်ချက်ထားပုံရပါတယ်။ ဒါပေမဲ့လူလူကောင်းဆောင်ပြီးပြီးတိုင်းမှုပို့ချုံမြောင်မမျောနေထားတဲ့အတိုင်းပသိမ်မျိုးကိုအမှတ်မထင်ပဲဝင်ရောက်လာခဲ့တာတော့အောင်ဆန်းစုကြည်ပဲဖြစ်ပါတယ်။ကျမတို့ရဲ့အမေတော့အောင်ဆန်းစုကြည်ကပသိမ်မျိုးလေးကိုရောက်လာတာကိုတွေ့တော့ပသိမ်မျိုးကန်ကြီးကအံ့အားတင်ခဲ့ကြတယ်။ဆိုတော့အောင်ဆန်းစုကြည်ကပြည်သူတွေနဲ့တသားရဲပေါ့နော်ဆက်ဆက်နိုင်တဲ့ကောင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုမှာကြည့်ရင်သိ နိုင်ပါတယ်။သူ့ကိုဘလောက်ပဲတားဆီးတားဆီးပသိမ်မျိုးကိုဝင်ရောက်တဲ့ဖြစ်စဉ်ကတော့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ကားတွေကိုလုံးဝငှားလို့မရပဲနဲ့ပသိမ်တစ်မျိုးလုံးပိတ်ပင်ထားပေမဲ့စပိန်ကိုရအောင်ရှာခဲ့တယ်။တက်နိုင်သမျှစပိန်နင်းပြီးတော့ပသိမ်မျိုးတွေဝင်ခဲ့ပါတယ်။ချိန်ချောက်မှုတွေအကြားမှာပဲဒေါက်ဆန်စုကြည်ကပသိမ်လမ်းမပေါ်မှာတတိရှိရှိနဲ့ပျော်ရွှင်စွာစပိန်စီးခဲ့တဲ့ ပုံလေးကိုဒီဗီဒီယိုမှာ တွေ့နိုင်ပါတယ်။စပိန်တောင်မှာဒီနောက်ထပ်စပိန်ကြီးလိုက်စီးပြီးတော့လူကြီးလဲပါလာတယ်ပေါ့နော်။လိုက်စီးပြီးအားပေးကြတဲ့လူကြီးလဲပါလာပါတယ်။ဆိုပတိန်ပြည်သူတွေကတော့ဆန်းစုကြည်ရဲ့စပိန်ကိုလွတ်လန်းနေစီလို့ရအောင်ကူညီခဲ့သလားလို့လည်းတွေးမိပါတယ်ပေါ့နော်ဆိုတော့ဒီဟာကတော့အာကျွန်မပြန်ပြီးတော့ပေါ့နော်အာရေးထားတဲ့ဒေါက်တာစစ်တင်ရဲ့ စာအုပ်ထဲကနေပြီးတော့ကျွန်မပြန်ပြီးတော့အချက်အလက်လေးဖြည့်ဆွတ်ပြီးတော့ဘာသာပြန်ယူထားတာဖြစ်ပါတယ်။အဲဒီစာအုပ်ရေးထားတဲ့ပေါ့နော်လို့ပေါ့နော် credit ပေးပါတယ်။ဆိုတော့ကျွန်မပြောချင်တာကတော့ဘသူတွေပေါ့နော်ဘလောက်ပဲဒါစီဒါစီ ကျွန်မတို့ပြည်သူတွေအတွက်ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးက သာသမီတွေမိသားစုတွေအကုန်လုံးဆွတ်လွတ်ပြီးတော့ကျမတို့ပြည်သူတွေနဲ့တသားရဲဒီနေ့ဒီချိန်ဒီရက်တည်ခဲ့တဲ့အမေအိုကြီးကမကြခင်ပါပဲအသက်80ပြည့်ပါတော့မယ်ဆိုတော့ကျမတို့ရဲ့အာအမေတော်ဆန်းစုကြည်ပေါ့နော်အမြန်ဆုံးလွမြောက်ရာလွမြောက်လန်းကိုရောက်စေချင်ပါတယ်ပြည်သူတွေနဲ့အမြန်ဆုံးပြန်လဲထိတွေ့စေချင်တယ်နောက်ပြီးတော့ကျမတို့ပြည်သူပြည်သားတွေလည်းအမြန်ဆုံးဒီလိုမျိုးပေါ့နော်ခေါင်းဆောင်ခေါင်းရဲ့ လက်ထဲမှာပဲရှိစေခြင်းနဲ့ကောင်းဆောင်ကောင်းနဲ့ပဲအုပ်ချုပ်မှုနဲ့ပဲပေါ့နော်သွားစီခြင်းနဲ့ဒါကတော့ကျမတယောက်တည်းရဲ့ဇန်နာပါအာကျမလူမျိုးပေါ့နော်ဟိုကောင်းတာကိုရွေးပြီးတော့မကောင်းတာကိုပယ်တယ်ပေါ့နော်ကောင်းတဲ့အာဓမကောင်းတဲ့ဓမ္မကိုပဲတည်ပြီးတော့မကောင်းတဲ့အာဓမကိုဖယ်ရှားနိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းမိပါတယ်ကျမတို့ရဲ့အမိတော်ဆန်းစုကြည်ကိုလည်းအရန်ကိုတည်ရနေပါတယ်ရှင်